Hello everybody welcome to BNK computer ဒီနေ့တော့ကျွန်တော်ကနေပြီးတော့ Windows မှာ restore point ဆိုတာကိုသုံးတောင်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ restore point ဆိုတာမသိသေးတဲ့ကျွန်တော်မိတ်ဆွေတို့အတွက် restore point ဆိုတာဘာလဲဆိုတာအရင်ဆုံးရှင်းပြပေးစင်ပါတယ် restore point ဆိုတာကျွန်တော်တို့ computer ကိုပေါ့ဗျာเนาะ setting ဘိုင်းနေ system ဘိုင်းနေပေါ့เนาะကလီတာတွေ admin software တွေနဲ့ဆိုင်တဲ့ဒီ စစ်ဆန်ပိုင်းတွေကိုကျွန်တော်တို့ရှင်းတာတွေပြုပြင်တာတွေစတင်တွေကလိတာတွေကွန်ပျူတာကိုဆော့ဝဲတွေတွင်းကြည့်တာတွေအဲဒါမှမဟုတ်ရင်ကျွန်တော်တို့ကွန်ပျူတာကိုမပြတ်အောင်ကာကွယ်ထားခြင်းနဲ့လူတွေအတွက်အသုံးဝင်တယ်ကျွန်တော်တို့ဘလို့အသုံးဝင်တာလဲဆိုတော့ကျွန်တော်ကွန်ပျူတာရဲ့လက်ရှိရှင်နေပေါ့နော်လက်ရှိရှင်နေဆိုတာကျွန်တော်တို့ ဟိုကျွန်တော်ဒါအခုကျွန်တော် သုံးနေတဲ့ရှင်နေပေါ့အခုကျွန်တော်သုံးနေတဲ့ရှင်နေကအလုံးကောင်းနေကွန်ပျူတာဒီအလုံး okay ဘာမှမဖြစ်ဘူးပေါ့ဗျာနော်အဲ့တော့ကျွန်တော်အခုရှင်ရစပြီးကွန်ပျူတာကိုစသုံးတော့မယ်အခုကျွန်တော်စသုံးမဲ့လုပ်ငန်းတွေကလည်းအန်နီရများနိုင်တယ်ပေါ့နော်ဥပမာ destination တွေဖြစ်မယ်မသိသေးတဲ့ software တခုခုကိုကျွန်တော်အကြောင်းမျိုးမျိုးကြောင့်ထည့်ကြည့်တယ်ကဂျုံလာလို့ဂျုံလာတဲ့ရှင်နေမျိုးပေါ့ဗျာနော်ဘီဘီဆိုလို့ရှိရင်အဲကျွန်တော် online website တွေကနေပြီးတော့သုံးစရာတွေရှိတယ် ဘိုင်းရက်တွေပါအကိုင်းနိုင်တယ်ပေါ့နော်အမ်ဒီလိုရှင်နေမျိုးတွေကျွန်တော်တို့သုံးရတော့မယ်ဆိုလို့ရှိရင်ကွန်ပျူတာကိုဟိုတခုခုတကယ်လို့ဖြစ်သွားခဲ့လို့ရှိရင်ပေါ့နော်အော်တခုခုဖြစ်သွားပြီးတော့အခုဖြစ်သွားပြီးတဲ့အချိန်နေမှာကျွန်တော်တို့အဲအခုအခုအချိန်နေကိုပေါ့နော်အခုဘာမှမဖြစ်သေးတဲ့အချိန်နေကိုပြန်ပြီးတော့ရအောင် အဲကျွန်တော်ပြန်ပြီးတော့လုပ်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကအဲပြဿနာမဖြစ်ခင်ရတဲ့ကြိုးပြီးတော့အာဒါပြင်ဆင်ထားဖို့လိုပါပေါ့နော်။အဲ့လိုပြင်ဆင်တာကိုကျွန်တော်ဒါ key resto point လောက်တာလို့ခေါ်ပါတယ်။အခုကျွန်တော်ကဒီကွန်ပျူတာကိုအဲ့ဒီပြဿနာ ဖြစ်တဲ့အခြေအနေတွေကို ဟိုမဖြစ်ခင်မှာရှင်းနေလေးမလာခင်မှာကျွန်တော်ကကြိုပြီးတော့ reslow point သတ်မှတ်ထားမှာဖြစ်ပါတယ်အဲတကယ်လို့ကျွန်တော်ကကွန်ပျူတာကိုသုံးနေရင်လည်းပြဿနာတစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်အခုသတ်မှတ်ထားတဲ့ reslow point ကိုပြန်ခေါ်လိုက်မယ်ဆိုလို့ရှိရင်အဲကျွန်တော်အားလုံးကအဆင်ပြေသွားပြီပေါ့နော်အခုဒီပုံစံတိုင်းပဲပြန်ဖြစ်လာမယ်ပေါ့နော်ကျွန်တော်တို့ပြဿနာတွေမဖြစ်ခင်ရဲ့အရင်ကိုကျွန်တော်တို့ပြန်ပြီးတော့ရောက်သွားမယ်ပေါ့ဗျာနော်အဲကျွန်တော်တို့အတိတ်ကိုပြန်မှုပေါ့ဗျာနော်ချင်းချင်းပြောရရင်တော့အတိတ်ကိုပြန်လို့ရရပေါ့အဲလက်ရှိလက်ရှိကျွန်တော်တို့ ်အခုဖြစ်ဖြစ်ခဲ့တဲ့အတိတ်ကိုလည်းပြန်လာတခုဖြစ်သွားရင် ပြန်လို့ရရပေါ့နော်ကဲလက်တွေ့ကြည့်လိုက်အောင်ကျွန်တော်ဟိုအလွယ်ကူဆုံးပဲကျွန်တော်ပြရမှာပေါ့နော်အခုဒီ Windows ရဲ့ Search Bar လေးမှာအမေကြီးက Windows 10လေးအတူတူပဲပေါ့နော်လောက်ရတာ အဲ့တော့လုံးဝအတူတူနီးပါးဖြစ်တယ်မိတ်ဆွေတို့စံကြည့်လို့ရတယ်ကျွန်တော်တို့ Windows 11နဲ့စံပြရမှာပေါ့နော်ကျွန်တော်ဒီ search bar လေးမှာ create a rest point လို့ရိုက်ရပါမယ်ဒီဒီစာသားလေးပေါ့နော် create a rest point လို့ရိုက်ချလိုက်ရပါမယ်ရိုက်ချလိုက်မယ်ဆိုလို့ရှိရင်အဲဒီကောင်လေးပေါ်လာမှာဖြစ်ပါတယ်ပြန်နော်အဲ့တော့ကျွန်တော်ရိုက်ချပြပါမယ်အဲ့တော့ create လို့ရိုက်လိုက်တာနဲ့ရင်ဒီမှာ create resource point ဆိုတာပေါ်လာပါပြီ create resource point ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်အဲနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာ ါမေးစလို rest low ဘိုင်းကတခါမှမထားဘူးသေးဘူးဆိုလို့ရှိရင်ကျွန်တော်ဒီ protection က off နေမှာပေါ့နော်အဲ့တော့အဲ့ဒီ protection ကိုကျွန်တော်ဖွင့်မှုလိုပါတယ်အဲ့တော့ကျွန်တော်ဒီကောက် look at this ရဲ့ protection ကိုဖွင့်မှုအတွက်တစ်ချက် select ပြီးလိုက်မယ် select ပြီးဝိုင်းကို configure ကိုနှိပ်ပါမယ် configure ကိုနှိပ်ပါလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ rest low လောက်ထားမယ်အခု window ရဲ့အရှိနေလေးကိုပေါ့နော်တင်ထားဖို့အတွက်ကျွန်တော်တို့ကအဲ speed တစ်ခုပေးရမယ်ပေါ့နော် slow တစ်ခုပေးရမယ်အဲ့တော့ကျွန်တော်က သူ9 git လောက်ပြီးရင်လုံလောက်ပါတယ်အဲကျွန်တော်ကွန်ပျူတာလည်းဘာမှအများကြီးရှိရမှာမဟုတ်ဘူးလေအဲ့တော့အော် sorry မရှိဆိုပေမဲ့နည်းနည်းတော့များတယ်အဲ့တော့ February 4 git လောက်ပြီးလိုက်မယ် February လောက်ပြီးပြီးတော့ကျွန်တော်အပေါ်က tan on system protection ကိုဖွင့်လိုက်မယ်ပေါ့နော်ဖွင့်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်က apply initial name ပဲ okay နေမယ် okay ဒါဆိုရင်တော့ဒီမှာ protection လေး on သွားပြီ on သွားပြီဆိုလို့ရှိရင်ကျွန်တော်အခု လက်ရှိအရှင်တွေကို reference point လေးသတ်မှတ်တော့မှာဖြစ်ပါတယ် reference point သတ်မှတ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အောက်မှာခုနကျွန်တော်နှိပ်တဲ့ configure အောက်မှာ create ဆိုတာရှိပါတယ်အဲ create ကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်အခုအရှင်တွေကိုကျွန်တော်ကအမ် good နာမည်တစ်ခုပေးလိုက်မှာပေါ့နော် good ရှိ okay sorry ကျွန်တော်လက်တစ်ဖက်လည်းရရဆိုတော့ကနော်ကင်မရာတစ်ဖက်ကကင်ထားရတဲ့အတွက်ကြောင့်မလို့အဲ့တော့ကိုဟဲကိုကိုဟဲလို့နာမည်ပေးလိုက်ပြီနာမည်ပေးပြီးကျွန်တော် create ကိုနှိပ်ပါမယ်အဲကျွန်တော်မိတ်ဆွေတို့ခဏစောင့်ပေးရပါမယ်ဗျ okay ရပါပြီ။ရန်ဒီမှာ the restroom point were created successfully လို့ပြသွားပြီဆိုရင်ကျွန်တော် restroom point လေးကသတ်မှတ်ပြီးသွားပါပြီဗျ။ okay close ကိုနှိပ်လိုက်ပါမယ်။အခုဒီခုချိန်ရစားပြီမိတ်ဆွေတို့ အဲကွန်တာကိုကလိချင်တယ်လို့ကလိလို့ရပါပြီပေါ့ဗျာနော်အဲတော့ကလိနေရင်လည်းအခုကျွန်တော်ကလိလိုက်တာကလိလိုက်တာကျွန်တော်တကယ်မကလိဘူးပေါ့နော်တကယ်ကလိလိုက်တယ်ပဲဆိုပါသေးပေါ့ဗျာနော် error တက်သွားပြီเนาะကွန်ပျူတာဒီ error တက်သွားပြီကီးဘုတ်ဒီအဲသုံးလို့မရတော့တာမျိုးတွေဖြစ်နိုင်တယ်ပေါ့ဗျာเนาะအဲအတန်ပိုင်းဆိုင်ရာတွေပျက်စီးသွားတာ wifi ရှိလို့မရအသက်သဖြင့်ပေါ့เนาะအမျိုးမျိုး ဖြစ်သွားနိုင်တယ်အဲ virus attack တွေလည်းဖြစ်နိုင်တယ်ကျွန်တော်တို့ဒီ software တစ်ခုခုအသွင်းမလို့လည်းဒါဖြစ်နိုင်တယ်ပေါ့ဗျာเนาะ driver တစ်ခုခုအသွင်းမရင်ဖြစ်နိုင်တယ်အဲ့တော့အဲ့ဒီပြဿနာတွေဖြစ်သွားတဲ့အခါမှာကျွန်တော်တို့က အခုအရင်ကကျွန်တော်သတ်မှတ်ထားတဲ့ slow wine ကိုပြန်ခေါ်လိုက်မယ်ဆိုလို့ရှိရင်ကွန်ပျူတာအရင်ကရှင်နေတိုင်းပြန်ပြီးတော့ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ပြန်ခေါ်တာလည်းကျွန်တော်လွယ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ဒီ create ရယ် slow wine ဆိုတာကိုပဲပြန်ပြီးတော့သွားလိုက်ပါမယ်ဗျသွားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ system rest slow ဆိုတာရှိရပါတော့အပေါ်နားလေးမှာ system rest slow တစ်ချက်နှိပ်ပြလိုက်ပါမယ်အဲ့နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာအဲ nice ကိုဆက်သွားပါမယ် အဒီမှာကျွန်တော်ကိုဟဲဆိုပြီးတော့ကျွန်တော်နာမည်ပေးပြီးတော့ဗောနော်အနာမည်ပေးပြီးတော့တတ်မှတ်ခဲ့တဲ့ဆိုးပိုင်းလေးရှိပါတယ်ဒီမှာသူကဒိန်းနဲ့ဒိန်းနဲ့ဒိုင်းနဲ့မှာမှတ်ပေးထားရယ်ဗောနော်အဲမှတ်ပေးထားရယ်ကျွန်တော်ကအဲ့ကောင်ကိုဆက်လက်ပေးပြီးတော့ nail နှိပ်လိုက်မယ်ဗောနော်အဲ nail နှိပ်လိုက်ပြီးတော့တော့ ဖိနစ်ကိုနေလိုက်ပြီဆိုလို့ချင်းကွန်ပျူတာဒီဒါ rest loop ဘိုင်းကိုပြန်ခေါ်တော့မှာဖြစ်ပါတယ်အဲဒါကွန်ပျူတာ reset ကြွားမယ်ပြီးရင်ခဏလေးစောင့်ပြီးလိုက်ရမယ်စောင့်ပြီးလိုက်မယ်ဆိုလို့ချင်းအဲကွန်ပျူတာဒီ negotiation တွေကိုပြန် ပြီးရောက်လာမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါခေါ်မပြတော့ဘူးပေါ့နော်မိတ်ဆွေတို့ဒီ finite တစ်ချက်နှိမ့်လိုက်တာနဲ့ဒါအရင်ရှင်နေပြောင်းသွားမှာတခုတော့ရှိရနော်မိတ်ဆွေတို့ဒီကွန်ပျူတာမိတ်ဆွေတို့ကွန်ပျူတာလေးနေတာမျိုးတို့အဲငကူကလေးကမှဟန်းနေတာမျိုးတို့ဆိုရင်ဒီကောင်ကဒီလောက်ဆောင်ချက်ကနည်းနည်းလေး space ယူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအချိန်နည်းနည်းပေးရတာမျိုးတော့ရှိကောင်းရှိနိုင်တယ်အဲဒါပေမဲ့လို့ဒီကတော့မိတ်ဆွေတို့အအကောင်းဆုံးပေါ့နော်ကွန်ပျူတာကိုဟိုဘလို့ကာကွယ်ထားရမလဲဆိုတော့အကောင်းဆုံးနီလန်းကိုဒါညွှန်ပြပေးရဖြစ်ပါတယ်အကျွန်မိတ်ဆွေတို့အားလုံးဆင်ပြေလို့မျှော်လင့်ပါတယ်ဘီယန်ဂီကွန်ပျူတာကဘီယန်ဂီကိုတာပါအားလုံးကိုကျေးဇူးတင်ပါတယ်